င်္ဂလာပါရှင်။ယခုတစ်ခါမှနားဆင်လေ့လာရမှာကတော့ဆွေဒင်သတင်းစာနဲ့ဆိုင်းဆရာတူဖြစ်တဲ့မာတင်လင်ဒနာရဲ့ Outrage: Burma Struggle for Democracy တောင်းမှာဟုတ်။ဗမာပြည်ဒီမိုကရေစီတိုက်ပွဲအခမ်းအနေရဲ့ရွှေပြည်တော်ဒုတိယပိုင်းကိုလေ့လာရမှာဖြစ်ပါတယ်ရှင်။နားဆင်ကြည့်ကြပါအောင်ရှင်။ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သောဒုတိယအကြိမ်ကျောင်းသားတပိတ်အပြီးနှစ်နှစ်အကြာတွင် လေရွယ်သောအမျိုးသားကောင်းဆောင်များသည်လူမှုအုံကြွားမှုကြီးကိုပူးဆောင်ခဲ့သည်။ရင်းအုံကြွားမှုကြီးဖြစ်ပွားသော1938ခုနှစ်သည်တော်လန်ရေးနှင့်သို့မဟုတ်1300ပြည့်အရေးတော်ပုံအဖြစ်မြမသမိုင်းတွင်ထင်ရှားခဲ့သည်။အရေးတော်ပုံမှာရန်ကုန်မြို့တန်ကြီးစည်းအနီးတွင်ဗုဒ္ဓဘာသာမြန်မာများနှင့်အိန္ဒိယလူမျိုးကလားများ၏လူမျိုးရေးအထိကယုံမှအစပြုခဲ့သည်။ ထိုစဉ်ကတိမ်ကြီးစီးသည်1988ခုမတ်လအတွင်းကပြည်သူ့ကုံတိုက်တိုက်မီးရှို့ခံလိုက်ရသောနေရာဖြစ်သည်ထို့နောက်ရေနံမြေအလုံးသမားတစ်ပိတ်ဇက်တိုက်ပေါ်ပေါက်လာခဲ့သည် အလုံးသမားများရန်ကုန်မြို့သူခြိတက်လာကြရာចောင်းသားများကလမ်းတက်ဝတ်မှစီးကြိုကြသည်သူတို့အထဲတွင်တော်လန်ရေးစိတ်တက်ထက်တန်သောတခင်ဆိုးဆိုသည်လူရွယ်တဦးလဲပါရှိသည်တခင်ဆိုးသည်ចောင်းသားလှောက်ရှားမှုများ၌သာထင်ရှားသည်မဟုတ် တရောထိုးခြင်းနဲ့ပချင်းကြီးဆိုရာတွင်လည်းနမဲကြီးသူတယောက်ဖြစ်သည်တို့ရာတွင်ကိုလိုနီပလိတ်များကចောင်းသားများကိုမကွေးမြို့တွင်တားဆီး၍တခင်ဆိုးနှင့်တချို့ကိုဖမ်းဆီးလိုက်ကြသည်ရန်ကုန်မြို့၌ထိုးဖမ်းဆီးမှုကိုစန့်ကျင်ဆန္ဒပြသူများကိုပလိတ်များကလူစုခွဲသောအခါចောင်းသားတဦးနံပါတ်တောက်ဒဏ်ချက်ကြောင့်ကောင်း၌တန်ရာအပြင်းထန်ရရှိသွားပြီးစေယုံအရောက်တွင်ပေဆုံးသွားခဲ့ရသည် ထိုចောင်းသားအမည်မှာကိုအောင်ကျော်ဖြစ်ပြီးချက်ချင်းပင်သူ့အားအာဇာနည်ဖြစ်ဂုံပြုခေါ်ဝေါ်လိုက်ကြသည်စစ်တပ်တွင်မြေသိအခါမှတာဝန်ထမ်းဆောင်ခဲ့ဘူးခြင်းမရှိတော့လဲမိုးဟူ၍ဝဲကိုသူ့အားချင်းမြင့်လိုက်သည်ဒေါသကိုပောက်ကွဲနေသောလူလူကြီးသည်နိုင်ငံတော်တွင်စန့်ကျင်ဆန္ဒပြလာကြသည်မန္တလေးမြို့၌ဖြစ်ပွားခဲ့သော1939ခုနှင့် ဖေဖော်ဝါရီလ10ရက်နေ့လူမှုဆန္ဒပြပွဲကြီးတွင်ပလိတ်များကတနက်နေ့ပြစ်ခတ်ခဲ့တဲ့ဖြင့်ဗုဒ္ဓဘာသာဖုံးတော်ကြီး9ပါးအပါအဝင်စုစုပေါင်း18ဦးသေဆုံးခဲ့ရသည်လူမှုအုံကြွမှုကြီးသည်မိနစ်တွေ့သောဖျောင်းပမာတစားစားတင်းငယ်ပျောက်ွယ်သွားတော်လဲရင်းအောင်ကြွမှုကြီးသည်ဒုဗမာအစီယုံမှတော်လန်စိတ်ပြင်းထန်သောအုပ်စုကိုစိတ်တက်တက်ကြွစေခဲ့ပြီးသူတို့သည်1939ခုနှစ် ဩဂတ်လ15ရက်နေ့တွင်ဗမာပြည်ကွန်မြူနစ်ပါတီ CPB ကွန်မြူနစ်ပါတီရောဘာမာကို ဖွဲ့စည်းလိုက်ကြသည် CPB ၏ပထမဆုံးအထွေထွေအတွေ့အကြုံမှုချုပ်မှာចောင်းသားသူရဲကောင်တခင်အောင်ဆန်းဖြစ်သည်ညာစွာသော CPB ပါတီဝင်တို့သည်ဒုဗမာအစည်းအရုံးနှင့်စည်ရသားပါတီတို့အပြင်မြေအောက်ပြည်သူအရေးတော်ပုံပါတီ PRP နိုင်လဲပါဝင်လှုပ်ရှားကြပြန်သည် နိုင်ငံရေးပါတီတစ်ခုနဲ့တစ်ခု ခွဲခြားပိုင်းဖြက်ရန်မှာခဲရင်လာသည်1930ပြည့်ရေးတော်ပုံနဲ့အတူပေါ်ပေါက်လာသောနိုင်ငံရေးမှာရှုပ်ထွေးလာပေသည်သူရိယသတင်းစာအက်ဒီတာလည်းဖြစ်ပိုင်ရှင်လည်းဖြစ်သောဥစားထူထောင်ခဲ့သည့်မျိုးချစ်ပါတီသည်တခုရီးသောလက်ရာပါတီဖြစ်သည်ဟု ဆိုရချေမည်1930ခုနှစ်များ၏နှောင်းပိုင်းကာလတွင်မြန်မာနိုင်ငံ၏ဒီမိုကရေစီတည်တံ့သည့် နှုတ်နယ်သေးပြီးအတွေ့အကြုံမရင်သေးတော့နိုင်ငံရေးသမားဖြစ်တာပြည့်နှက်နေတော့လေဒီမိုကရေစီဖြစ်ပေါ်တိုးပွားမှုသည်လိမ့်မြန်စွာ ကြီးထွားလာခဲ့သည်ဒုတိယကမ္ဘာစစ်နှင့်ဂျပန်တို့ဝင်ရောက်သိမ်းပိုင်မှုကထို့ကြီးထွားမှုကို အဟန့်အတားဖြစ်စေခဲ့သည်ကျောင်းသားအမြောက်များမြေအောက်လှုပ်ရှားမှုများသို့ဝင်ရောက်ခဲ့ကြသည်အသက်25နှစ်ရှိပြီဖြစ်သောသခင်အောင်ဆန်းသည်လည်း1940ခုနှစ်တွင် မြမပြည်မှရှုတ်ဝက်စွာထွက်ခွာလာခဲ့သည်အမှန်တကယ်၌တခင်အောင်ဆန်းကို တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့်ဆက်သွယ်ရန်စေလွတ်လိုက်ခြင်းဖြစ်သည်မော်စီတောင်းနှင့်နောက်လိုက်ကွန်မြူနစ်များအားကောင်းပြီးအလွယ်တကူခိုအောင်းနေနိုင်ပြီးချန်ဟိုင်းမြို့သို့သွားသောတင်မောပေါ်သို့တက်ရန်ကြိုးစားခဲ့သည်တခင်အောင်ဆန်းသည်ရန်ကုန်စိတ်ကန်းတွင်တွေ့ရှိသောတရုတ်ပြည်သို့ပထမဆုံးထွက်ခွာမည်တင်မောဖြင့်လိုက်ပါခဲ့သည် တို့ရတွင်ထိုသိမ်းမောမှာထိုစဉ်ကဂျပန်တို့သိမ်းပိုက်ထားသော အမွိုင်းကျုံးတို့တွားမိသိမ်းမောဖြစ်နေသည်တို့ဖြင့်တခေအောင်ဆန်းအားဂျပန်တို့ကတိုကျိုမြို့သို့ခေါ်ဆောင်သွားခဲ့ကြသည် နောက်တစ်နေ့အကြာတွင်တခေအောင်ဆန်းရန်ကုန်မြို့သို့ပြန်ရောက်လာခဲ့သည်ကြံရှိနေသော တခေလူငယ်များကိုဂျပန်တွင်စစ်တင်နှန်းတက်ရန်မာခေါ်ခြင်းဖြစ်သည်တခေလူငယ်များသည်ရန်ကုန်စိတ်ကမ်းမှ ဂျပန်ကုန်တင်သင်းမောများဖြင့်တသုတ်ပြီးတသုတ်ပိုးထွက်ခဲ့ကြပြီးဂျပန်တွင်ပြဇာတ်အမှုပညာစီးပူးနေသောမြန်မာတအူးပါဝင်ပူပေါင်း၍အာမန်ထက်သည့်စွန့်လွတ်စွန့်စားသောလူငယ်30တို့ပေါင်းစုံမိကြသည်။နောက်တွင်ထိုအဖွဲ့သည်ရဲဘော်3ကျဲဟုအမည်တွင်ခဲ့သည်။တိုချူမြို့တွင်၎င်းဂျပန်လက်အောက်ခံတရုတ်ကျွန်းများဖြစ်သည့်ဟိုင်နမ်နှင့်ဖော်မိုဆာတို့တွင်၎င်းလအနှန်းငယ်စီ စစ်တင်တန်းတက်ရောက်ခဲ့ကြပြီးနောက်1942ခုနှစ်ဒီဇင်ဘာတွင်ယူရီးယားမှတဆင့်မြန်မာပြည်သို့ကျူးကျော်တိုက်ခိုက်လာသောဂျပန်စစ်တပ်နှင့်အတူရဲဘော်၃ချိန်တည်တော်ပြန်ခဲ့ကြပြီ။ဗန်ကောက်မြို့၌ PIA Burma Independence Army ဟုခေါ်သောဗမာလွတ်လပ်ရေးတပ်မတော်ကိုတီထောင်လိုက်ကြပါဒီဇင်ဘာလ26ရက်နေ့တွင်မွေးဖလားတဲ့သို့လက်မောင်းသွေးဖောက်ထည့်ပြီး တဝူပေါ်သူသာဝရသစ္စာရှိရေမြမပြည်လွတ်လပ်ရေးကြိုးပမ်းမှုအပေါ်သစ္စာရှိရေတို့ကိုသွေးတောက်၍သစ္စာဆိုခဲ့ကြသည် အသက်20ကျော်30ကျော်ပဝင်းချင်သာရှိသေးသောရဲဘော်၃ချိတ်အခွဲဝင်တို့သည်ဂျပန်တွင်ရှိနေစဉ်ကတည်းကဘိုးဘွဲ့နာမည်များကိုနှစ်သက်ရာရွေ့၍မှတ်ခေါ်ခဲ့ကြသည်တခေအောင်ဆန်းမှာဘိုးတေစာဖြစ်လာပြီးသူ၏ရင်းနှီးလာသောတငယ်ချင်းလည်းဖြစ်စီပီပီကိုတီထောင်သူလည်းဖြစ်သောတခင်လှပေမှာ ကိုလက်ရာဖြစ်လာသည်ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြသောတခင်အောင်တန်းတခင်ထုံးရှိန်တခင်လှမောင်တို့မှဘိုးဆက်ကြဘိုးရန်နိုင်နှင့်ဘိုးစေရဟု၍အတီးသည့်အမည်နာမသစ်များတက်ဆင်လိုက်ကြသည်ကျောင်းသားလူငယ်စီယုံရင်မှုတို့ဖြစ်သူကိုအောင်တန်းမှဘိုးရဲချိုးဟု အမည်တွင်ပြီးသူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်သော တခင်ဆန်လိုင်းအသက်32နှစ်မှဘိုးမူးအောင်ဖြစ်လာသည် တော်ကြမျိုး၌စီယုံသိမ်းသွင်းอยู่ခဲ့သောမြမចောင်းသားဖြစ်သည့်မိုးထိန်ဝင်းအမိခံကိုဆောင်မှာဟိုင်နန်ကျွန်းသို့စစ်တန်တန်းတက်ရောက်ရန်မတော်ခဲ့ချေတခင်တန်းတင်မှာဖော်မိုစာကျွန်း၌ငှပြားမိ၍ပွေလွန်ခဲ့လေရာဘိုးဘွဲ့ခံယူရပင်အခွင့်မကြုံခဲ့ရရှာပြီသူနှင့်ထိုင်းမြမာနယ်ချတ်သို့ရောက်လာခဲ့သည့်အခါ၌ရဲဘော်28ဦးသာကျန်တော့သည် မသမိုင်းတွင်ရဲဘော်၃ချိန်ဖြစ်ပေါ်လာပုံအဖွဲ့ဝင်အချင်းချင်းစီလုံးညီညွတ်ကြပုံချစ်ခင်ရင်းနှီးကြပုံများကိုထူးခြားပြောင်မြောက်သော သမိုင်းတရက်အဖြစ်အကျယ်တဝန်းဖော်ပြထားတော်လဲတချို့အကြောင်းအရာများမှာတန်တားဤသဘောသာဖြစ်ခဲ့သည်အမှန်တကယ်မှာသွေးစင်းညီညွတ်လာပါသည်ဆိုသောရဲဘော်၃ချိန်အဖွဲ့တွင်ဂိုင်းနှစ်ခုကွဲနေသည်ရဲဘော်၂၂ဦးမှာဝါရင်စာရေးဆရာနဲ့အမျိုးသားသူရဲကောင်းဖြစ်သည့် တခင်ကိုယ်တော်မ၏နောက်လိုက်များဖြစ်ကြပြီးတို့ဘမအစီယုံ၏အဓိကဂိုင်းဝင်များဖြစ်ကြသည်ကြံရှိရောက်မှာ နမဲကြီးတခင်များဖြစ်ကြသောဘစိန်ထုံးအုပ်ဂိုင်းမဖြစ်ကြသည်တခင်အောင်ဆန်းရန်ကုန်စိတ်ကန်း၌သင်္ဘောမာစီမိခြင်းမှာဂျပန်နှင့်ရခိုင်ကကြိုတင်ဆက်သွယ်မှုမရှိကြောင်းသိရှိနိုင်သည်ဂျပန်တို့သည်ရန်ကုန်နှင့်တခြားနေရာများတွင်သရှုအမျိုးမျိုးဖြင့် ဂျပန်၏ရှုပ်ဝှက်လှုပ်ရှားမှုများကိုလှုံ့ဆော်ခဲ့သည်1930ခုနှစ်များမှစပြီးရှိုးဆိုကိုကူဘူးဆိုသည့်ဂျပန်ရေတပ်အရာရှိတဦးကမဆိုင်ထွန်းအုပ်အဖွဲ့နှင့်ဆက်သွယ်မှုရရှိထားခဲ့ပြီးဖြစ်သည်1940ခုနှစ်များတွင်အမျိုးသားဟေးဝါရီတဦးဖြစ်သူဒေါက်တာသိန်းမောင်သည်ရန်ကုန်မှဂျပန်တရှိုးဆုကာဆာဆူဆူဂီ၏စီစဉ်ပေးမှုဖြင့်တိုကျိုမြို့သို့သွားရောက်လဲပတ်ခဲ့သည်တခင်အောင်ဆန်းပါဝင် တခင်ကိုယ်တော်မ၏နောက်လိုက်များကဂျပန်တို့ကိုသင်္ကာမကင်းဖြစ်ခဲ့ကြပြီးမြမလွတ်လပ်ရေးတိုက်ပွဲအတွက်နိုင်ငံတကာနိုင်ငံမှထောက်ပံ့ကူညီမှုရရန်ကြိုးပမ်းခဲ့ကြသည်တရုတ်ပြည်တို့သွားရောက်ဆက်သွယ်ရန်ကြံစည်ခဲ့ကြတော်လဲမအောင်မြင်သည့်အတွက်မြမမျိုးချစ်လူငယ်တို့ကိုတခုတည်းသောရွေးစရာလမ်းမှာဂျပန်နိုင်ငံတို့သာ ရှိနေပြီတော်သည်ရန်ကုန်ကျောင်းသားများလောက၌ဘာစိန်ထုံးအုပ်ခိုင်းသည် ခြေပုံးခုတ်သည်ဟုနာမည်ကြီးနေသောကြောင့်1942ခုဇူလိုင်လ၎င်းတို့တူချိုတို့ရောက်သွားသည့်အခါကြံရဲပေါ်များအနေနဲ့စိုးရိမ်ကြောင်းကြောင်းမှုများဖြစ်ပေါ်ခဲ့ရသည်ထို့သောတခေအောင်ဆန်း၏ထက်မြက်သောစိစက်ပေးမှုကြောင့်ဂိုင်းနှစ်ခုအတွင်ပြင်းထန်သောဂိုင်းကနတိုက်ပွဲများမပေါ်ပေါက်ခဲ့ပေ1989ခုနှစ်ဇန်နဝါရီလအတွင်းစာရေးသူနှင့်အမေးဖြေပြုလုပ်ခဲ့စဉ်ဘိုးကျော်သောကဘိုးဆက်ကြာဟာမဆိုင်ထုံးအုပ်အဖွဲ့ကောင်းဆောင်ဖြစ်တယ် ဘုရားနိုင်ကတော့အုပ်စုနှစ်ခုကြောင်းအောင်တွယ်လုပ်ပြီးဘုအောင်ဆန်းကတော့ကျွန်တော်တို့အားလုံးကိုစီလုံးညညွတ်စေခဲ့တယ်ဟုပြောပြခဲ့တယ်။သို့တော့ဘာဆိုင်ထုံးအုပ်ခိုင်းတွင် ရေရချက်ကြီးမားသော လူငယ်တအူးပါရှိခဲ့လေသည်။သူသည်1931ခုနှစ်မတ်လတွင်ဂျက်ဆင်ကောလိပ်မှဘွဲ့မရဘဲကျောင်းမှထွက်ကာရန်ကုန်မြို့စင်ကြယ်ဘုံရက်ကွက်စာရိုက်တစ်ခု၌ဆက်ရေးဝင်လုပ်နေခဲ့သူဖြစ်သည်။ တခြားသောပညာတတ်များထက်အရက်မြင့်၍စစ်သားရုပ်လဲပေါက်သူဖြစ်သည် သူဤအမည်မှာတခင်ရှုမောင်ဖြစ်ပြီးရဲဘော်၃ကြိမ်အဖွဲ၌ဘိုးနေဝင်းဟု အမည်တွင်ခဲ့သူဖြစ်သည်ဘောင်စန်းနဲ့နေဝင်းကမကြာခဏရန်ချစ်တတ်ကြတယ်ကျွန်တော်တို့အတွင်းမှာပြည်တနာဆိုလို့ဒီတစ်ခုပဲရှိခဲ့တယ်ဘောင်စန်းကအမြဲရိုးရိုးဖြောင်ဖြောင်နေတတ်တယ်။နေဝင်းကတော့ညံနေညံနဲ့အတွက်ချက်များတယ်။ဒါပေမဲ့အောင်စန်းနေနဲ့ နေဝင်းပေါ်အဓိကမကြေမနက်ဖြစ်ရတဲ့ကိစ္စတွေကတော့နေဝင်းရဲ့အကျင့်စာရတာကြောင့်ဖြစ်တယ်။နေဝင်းဟာလောင်းကစားတယ်၊မိမလိုက်စားတယ်။ဒါကိုအကျင့်သိက္ခာဆောင်ထင်းတတ်တဲ့ကိုအောင်ဆန်းရောကျွန်တော်တို့အားလုံးပါသဘောမတွေ့ခဲ့ဘူး။ဒါပေမဲ့ညီညွတ်ရေးကိုထောက်ရှုလို့တက်နိုင်တဲ့လောက်တော့ချစ်ချစ်ခင်ခင်နေခဲ့ကြတယ်ဟုလဲမိုးကျော်စောကပြန်ပြောပြခဲ့သည်။ရဲဘော်တုံးချင်းမြမပြည်သို့ဝင်ရောက်လာတဲ့အခါထောင်ပေါင်းများစွာသောမျိုးချစ်မြမလူငယ်တို့က BIA တက်သေးကိုဝင်ခဲ့ကြသည်1942ခုနှစ်မတ်လ9ရက်နေ့တွင်ဂျပန်တို့ရန်ကုန်ကိုသိမ်းပိုက်လိုက်သည့်အခါ BIA တက်ကဂျပန်တို့နှင့်အတူ လိုက်ပါလာခဲ့သည်ဂျီရီရှာတို့အဖို့မြမပြည်မြပိုင်းမှတဆင့်တောင်တန်းကြီးများကိုဖြတ်ကျော်ကာအိန္ဒိယပြည်သို့စုခွာခဲ့ကြရသည်၎င်းတို့နှင့်အတူအိန္ဒိယနယ်ဝါအများပြားလဲလိုက်ပါသွားခဲ့ကြသည် တချို့သောတိုင်းရင်းသားလူမျိုးများကပျောက်ကြားတပ်ဖွဲ့များဖွဲ့ကမဟာမိတ်ဘက်မှဂျပန်နှင့်ဗီယန်ယူတို့ကိုခုခံတိုက်ခိုက်ကြသည်ဤကဲ့သို့မဟာမိတ်များအကျိုးအတွက်ခုခံတိုက်ခိုက်ခဲ့ကြရာတွင် ကရင်ကချင်နှင့်ချင်းတိုင်းရင်းသားများမှထိန်ရှားခဲ့သည်ထို့အတွက်ကြောင့်လည်းဗီယန်ယူကအထူးသဖြင့်ကရင်တို့ကိုဗြိတိရှ်နှင့်အပေါင်းပါများဖြင့်တတ်မှတ်ခဲ့ကြခြင်းဖြစ်သည်စကားကုန်ပြောရပါမူဗြိတိရှ်တို့သည်ကရင်များကိုမျက်နှာသာပေးခဲ့ပြီး ိုလိုနီစစ်တပ်နဲ့ပလိတ်အဖွဲ့တို့တွင်လည်းကရင်မြောက်များကို စုဆောင်းစစ်မှုထမ်းစီခဲ့သည်ဒုတိယကမ္ဘာစစ်မဖြစ်မီ ကိုလိုနီစစ်တပ်၌ဗမာစစ်သား1893ယောက်သာရှိပြီးအခြားတိုင်းရင်းသားများအရေအတွက်မှာကရင်1969ယောက်ကချင်း852ယောက်နဲ့ချင်း1258ယောက်အိန္ဒိယစစ်သား1598ယောက်တို့ပါရှိခဲ့သည် 1930ခုအစောပိုင်းနှစ်များ၌ခါကြောက်ခဲ့သောဆရာဆန်တပုံများကိုဂျီမုံတိုက်ခိုက်သည့်အင်္ဂလိပ်စစ်တပ်တွင်ကရင်အမျိုးသားအများအများပါရှိခဲ့သည်။ယခုမြန်မာများကကရင်တို့ကိုလက်စားချေကြတော့သည်။ဂျပန်ဝင်ပြီးမကြာမီ BIA ဗိုလ်တဦးဖြစ်သူဗိုလ်ထွန်းလာသည်။အာပေါ်မြို့တွင်ကရင်လူကြီး18ဦးကိုပစ်တက်ခဲ့သည်။ဒေါ်ဒေတာသည်ဘာမာရိုင်ဖယ်မှဟုတ်စီဂရန်ကောင်းဆောင်သော ယောက်ျားတပ်ဖွဲ့များလှုပ်ရှားတိုက်ခိုက်ရာဒေသဖြစ်သည့် AR မြို့ဝကျုံးပေါ်ဒေသရှိမြောင်းမြမြို့တွင်တရေမျိုးသားအယောက်150ကိုရက်ဆက်စွာတပ်ဖြန့်ကြပြန်သည်အသက်ခံရသူများတဲ့တွင်ထိုစဉ်ကအစိုးရအဖွဲ့ဝင် ဝင်ကြီးဖြစ်ခဲ့မှုသူစောဖေသာအပြင်သူ၏အင်္ဂလိပ်ဇနီးနှင့်ကလေးများလည်းပါဝင်ခဲ့သည် ကရင်လူတို့ဘော်လက်စားချေခြင်းမှာရက်ဆက်စံကြုံလွန်လာကြောင်းစီဂရက်မှာဂျပန်များထံလက်နက်ချခဲ့သည် ကိုမကြမီအဆုံးစီရင်ခဲ့ကြ၏။ကရင်များအကျိုးကိုငဲ့ကွက်၍သူ၏အနစ်နာခံသွားမှုမှာမေးပြောက်၍မရနိုင်သောတမန်ဝင်ဖြစ်ရသည်ခုဖြစ်ယနေ့တိုင်တည်ရှိနေသေးသည်။ကရင်လူမျိုးများသည်သူတို့၏ခြေတန်းရှိဘိုးဘိုးအကြောင်းကိုလွမ်းစွတ်တန်းတစွာပြောလို့ရှိကြသည်။အောက်ကလတရက်နေ့တွင်ဂျပန်တို့သည် ရုပ်သေးအစိုးရအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်ပြီးဆင်ရသာပါတီခေါင်းဆောင်ဒေါက်တာဘမော်ကို အံပြဝင်ကြီးချုပ်အဖြစ်ခန့်လိုက်ကြသည်သို့သောမျိုးချစ်လူငယ်များစွာမှဂျပန်တို့၏ရည်ရွယ်ချက်များအပေါ်တန်တရားဝင်စားပြုလာသည်အစိုးရအဖွဲ့ဖွဲ့လိုက်သည်ဆိုသည်နှင့်ဗမာလွတ်လပ်ရေးတပ်မတော် BIA ကိုဖျက်သိမ်းကာဗမာကာကွယ်ရေးတပ်မတော် PDA ဘာမာဒက်ဖန့်အာမေကိုတပ်သားအနှိမ့်ငယ်ဖြင့်အစားထိုးဖွဲ့စည်းလိုက်သည်ဤတက်မတော်တဲ့တွင်စတိသဘောများသာဖွဲ့စည်းပေးထားသောတည်ရင်သုံးရင်းကို ဘိုနေဝင်းဘိုရနိုင်ဘိုစရတို့ကအတိအပြီးဥဆောင်ကြသည်ဘိုအောင်စန်းကိုမူဘိုမူကြီးရာတို့ဖြင့်စစ်ဦးစီးခန့်လိုက်ကြသည်ရုပ်သေးအစိုးရတနှစ်ပြည့်သော1943ခုနှစ်ဩဂုတ်လတရက်နေ့တွင်ဂျပန်တို့သည်မြန်မာပြည်အားရွှေရည်စိန်အတုရောင်လွတ်လပ်ရေးကိုပေးခဲ့ကြသည်။ဒေါက်တာဘမော်ကိုအဓိပတိရာထူးပေးကနိုင်ငံတော်၏အကြီးအကဲတာဝန်ကိုယူစေခဲ့သည်။ မြန်မာပြည်ဤအနာပိုင်းစနစ်အစဉ်အလာပြန်လည်ပေါ်ပေါက်လာခဲ့သည်ယခုဒီချိန်တွင်ငွေရိုးတန်းမဟာမိတ်များကျင်သုံးလိုက်နိုင်စီသောဖူရာချတ်ဂျပန်နာဇီစနစ်အတွင် ပေါ်ပေါက်လာသောကြောင့်အမျိုးသားဆိုရှယ်လစ်စနစ်ပေါ်ပေါက်လာစေရန်အလားအလာများစွာရှိနေသည်ထို့ဖြစ်ပေါ်တိုးတက်မှုများတွင်မြန်မာနိုင်ငံဤပြန်လည်အသက်ဝင်စားဒီမိုကရေစီမှာရုတ်တရက်ရပ်ဆိုင်းသွားသည်ဗမာကာကွယ်ရေးတပ်မတော်ကိုဗမာအမျိုးသားတပ်မတော် BNA ်ဘာမားနာရှင်နယ်အာမေးဟု ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်ဂျပန်အလူတော်၏ဘာစိန်ထုံးအုပ်ဂိုင်း၏ဖိအားပေးမှုကြောင့်ထိုဂိုင်းဝင်မူနေဝင်းကိုစစ်ဦးစီးအဖြစ်ခန့်ထားလိုက်သည်ပေါ်အောင်ဆန်းကမူဘိုလက်ရာကိုခံထားလို့ကြောင်းဘိုကျော်စောကပြောပြသည်မြို့ချင်းမြန်မာများနဲ့ဂျပန်တို့အကြားတွင်ဖြစ်ပျက်နေသောပြည်ပကတို့သည်ပုံမူထင်ရှားလာသည်ဂျပန်များက မြမပြည်အားလွတ်လပ်ရေးပေးခြင်းမဟုတ်ပဲပိမ့်ပိုက်ထားသောကြောင့်ကျောင်းတော်မှစိတ်တက်ပုံမှုပြင်းထန်သောမြမပြည်ကွန်မြူနတီပါတီ CPP အဖွဲ့ဝင်ရဲဘော်ရဲဘက်တို့မှလက်နက်ကင်တော်လှန်ရေးအတွက်မျိုးအောက်လှောက်ရှောင်းမှုများပြုလုပ်နေခဲ့ကြသည် CBB အဖွဲ့ဝင်တအူးဖြစ်ပြီးရှုတ်ဝက်တာဝန်များဖြင့်ခရီးသွားရလွန်၍စစ်တွင်းခရီးသည်ဟုအမိတွင်ခဲ့သူတခင်သိမ့်ဖေကိုမဟာမိတ်များနှင့်ရှုတ်ဝက်ဆက်သွယ်ရန်ကလကတာသို့ဆင်းလွတ်ခဲ့သည် ဗြိတိရှားတို့ကသူ့အားကွန်မြူနစ်ပါတီဝင်ဖြစ်တော်လဲအကူအညီပေးမည်ဟုသတိပြုခဲ့ကြသည်မြန်မာပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတောင်တန်းဒေသတို့တွင် တိုင်းရင်းသားပျောက်ကြားများ၏လက်ချက်ကြောင့်ဂျပန်တို့အကြအဆုံများ၍တောင်ဘက်သို့ဆုတ်ခွာ ခဲ့ကြသည်1945ခုနှစ်မတ်လ28ရက်နေ့တွင်ဗီယက်နမ်သည်နောက်ဆုံးချီလာအနေဖြင့်ဂျပန်တို့ကိုစစ်ချေညာလိုက်သည်စစ်စင်ရေးမဟာဗျူဟာခင်းကျင်းရာတွင်မြန်မာပြည်ကို စတိုင်းကြီးရှစ်တိုင်းတမတ်ပိုင်းချလိုက်ကြသည်မြို့ဝကျုံးပေါ်ဒေသကြီးအချက်ချာကြတော့ရန်ကုန်အနီးရှိဖျာပုံခရိုင်စတိုင်းအမှတ်နှစ်တွင်စစ်ဦးစီးအဖြစ်ဗိုလ်နေဝင်အားခန့်အပ်ထားခဲ့သည် နိုင်ငံရေးမှုမှာလဝဲဝါဒီရရတောက်တခင်ဆိုးဖြစ်သည်စတိုင်းအမှတ်6ဖြစ်သောမြမာပြည်အလဲပိုင်းပြမနာမိတ်တီလာဒေတာကိုဟိုရဲထော့အမတ်လေးနေမြေဖြစ်သောတာငူဟန်တာဝရီဒေတာကိုဟိုကျော်သော အမတ်ခုနှစ်နယ်မြေဖြစ်သောမြမပြည်အလဲပိုင်းမြေလက်တဝိုက်တရက်မင်းဘူးဒေတာကိုဘုံမူးအောင်တို့ကအတိအသီးတာဝန်ယူကြရသည်ဘုံမူးအောင်နဲ့တာဝန်ကျသောနိုင်ငံရေးမှုမှာလူငယ်လက်ဝဲဝါကြီးတခင်တင်မြဖြစ်သည်တနင်္လာရီတိုင်းတဝဲမြို့တဝိုက်တွင်တတိကေလူငယ်လက်ဝဲဝါကြီးတခင်ပါသိမ့်တင်ကနိုင်ငံရေးမှုအဖြစ်တာဝန်ယူရသည်ဤသို့ဖြင့်ကြယ်ပြန့်သောနိုင်ငံရေးတပ်ဦးတစ်ခုကိုဖွဲ့စည်းလိုက်ကြသည် ပထမတွင်ရင်းတက်ဦးကိုဖက်ဆက်ဆန့်ကျင်ရေးအခွဲဟုခေါ်တွင်ခဲ့ကြတော်လဲ။နောက်တွင်ဖက်ဆက်ဆန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအခွဲချုပ်ဖာစာပလာအဖြစ်ထင်ရှားလာကဂျပန်ဒေါ်လာရေးတွင် နိုင်ငံရေးဦးစီးလမ်းညွှန်မှုပေးခဲ့သည်။မေလ30ရက်နေ့တွင်ရေတပ်ဗိုလ်ချုပ်ကြီးလူးဝစ်မောင့်ဘတ်တန်ကဒေးလီမြို့တွင်ကျင်းပသော အစည်းအဝေးတစ်ခု၌ PNL ကိုမျိုးချစ်ဗမာတပ်ဖွဲ့ PBF Patriotic Army Force အဖြစ်အသိအမှတ်ပြုခဲ့သည်။ ဇွန်လ15ရက်နေ့ရန်ကုန်မြို့၌အနီရောင်နောက်ခံတွင်တဲဗျူတပွင့်ပါသောမမတော်လန်ရေးအောင်လန်သည်ဒီတိရှောက်အောင်လန်နှင့်လေးချင်းရှင်၍တလူလူလွင့်နေတော်သည်စစ်ကြီးပြီးဆုံးသွားကလေးပြီမြို့ချေဗမာတပ်ဖွဲ့ကို လူပေါင်း4800ပါသောအငဲရန်တက်မတော်အဖြစ်ဖွဲ့စည်းလိုက်ကြသည်သို့သောတော်လန်ရေးတွင် ပါဝင်ခဲ့သောရဲဘော်3500ကမူတက်မတော်သို့မဝင်ဘဲ ပြည်သူ့ရဲဘော်အဖွဲ့ PVO People's Volunteer Organization ကိုဖွဲ့စည်းခဲ့သည်ထို့အဖွဲ့မှာမိုးကျောင်းအောင်ဆန်းဦးဆောင်သောပြည်သူ့စစ်အဖွဲ့ဖြစ်သည်ဘောအောင်ဆန်းသည်အစပလာ၏ရီမန်းကျပန်းတိုင်ဖြစ်သောမြမလွတ်လပ်ရေးအတွက်မဆိုင်မတော်ကြိုးပမ်းတော်သည်သူသည် CPP ကိုတီထောင်သူဖြစ်ပြီးဂျပန်တို့နှင့်မဟာမိတ်ဖွဲ့ခဲ့သူဖြစ်တော်လဲမောက်ဘတ်တန်၏ချစ်ခင်လေးစားမှုကိုရခဲ့သည် မြန်မာနိုင်ငံကိုတစုတစည်းတည်းဖြစ်အောင်ထိမ့်သိမ်းနိုင်မည့်နိုင်ငံရေးခေါင်းဆောင်မှာအောင်ဆန်းမှလွဲ၍မြည်သူမှမရှိဟုမောက်ဘတ်တန်ကဗြိတိရှ်အစိုးရတဝင်ယုံကြည်လာအောင်ပြောပြခဲ့သည်အောင်ဆန်းသည်ပြောင်းလဲတတ်သောဇယိုက်လက္ခဏာရှိပုံရတော်လဲမျိုးချစ်လူငယ်တဦးဖြင့်သူလှောက်ဆောင်ခဲ့သည်များသည်၎င်းပုပ်ကိုပေါင်းစုံဖြင့်မဟာမိတ်ဖွဲ့ခဲ့သည်များသည်၎င်း မြန်မာပြည်လွတ်လပ်ရေးဟူသည့်ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာလုံဆောင်ခဲ့သည်ဖြစ်ကြောင်းမောက်ဗထန်ကယုံကြည်လက်ခံခဲ့သည်ထို့ကြောင့်ဘောအောင်ဆန်းမှာအထူးထင်ရှား၍ထောက်ခံမှုရရှိခဲ့သည်ထို့ချိန်တွင်အ धिक ပြဿနာမှာမြန်မာပြည်ကွန်မြူနစ်ပါတီ၏ရည်တည်မှုပင်ဖြစ်သည်တခင်ဆိုးဦးဆောင်သည့်ဝါရဇွဲပြင်းထန်သောသူများကနယ်ချဲ့သမားများကိုပြည်သူစစ်ဖြင့်တိုက်ခိုက်ချေမှုန်းခြင်းဖြစ်တာလျှင် မြမပြည်စစ်မှန်သောလွတ်လပ်ရေးကိုရရှိနိုင်မည်ဟုမြင်းခုံခဲ့ကြသည်တခင်အောင်စန်းနှင့်မယားညီကိုတော်သူဟာဇဗလအထွေထွေအတူရေးမှုချုပ်တခင်တန်းထွန်းဦးဆောင်သောဝါရဇွဲမပြင်းထန်သူများကဟာဇဗလအထွေ၌သာလောက်ကန်လိုကြပြီးဆိုရှယ်လစ်နိုင်ငံဖြစ်ရေးကိုသာလိုလားကြသည်1946ခုနှစ်မတ်လတွင်မြမပြည်ကွန်မြူနစ်ပါတီနှစ်ချမ်းကွဲခဲ့ပြီးမကြမီတခင်ဆိုးသည် ပျောက်ကြားတက်ပွဲငယ်တစ်ခုနဲ့အတူမြဝကျုံးပေါ်သို့တောခိုသွားကအလန်နီကွန်မြူနစ်ပါတီအဖြစ်လှုပ်ရှားခဲ့သည်မြန်မာပြည်ကွန်မြူနစ်ပါတီ၏ပင်မအုပ်စုမှဘဝအောင်ဆန်း၏လက်လက်ရေးအကြိုကာလအစိုးရအဖွဲ့တွင် ပါဝင်လာကပါတီဝင်ဖြစ်သောစစ်တွင်းခရီးသည်တခင်သိမ့်ပေသည်တစ်တော့နှင့်လေယာဆိုင်ပြိုးရေးဌာနဝန်ကြီးဖြစ်လာသည်သို့သောနှစ်ပတ်အကြာတွင် သူသည်ထိုရာထူးမှနှုတ်ထွက်လိုက်သည်အကြောင်းမှာ ။ဘူအောင်ဆန်းကအစိုးရအဖွဲ့အတွင်းသို့မြန်မာပြည်ကွန်မြူနစ်ပါတီဝင်များထက်မှန်ပါဝင်ရန်ကိစ္စကိုငင်းပယ်လိုက်၍ဖြစ်သည်။ဤတွင်တခင်တန်းထုံးသည်ဟာဇဗလအစိုးရကိုစန့်ကျင်သပိတ်မှောက်တော်သည်။အဖြစ်အနေနဲ့မြန်မာပြည်ကွန်မြူနစ်ပါတီသည်ဟာဇဗလအဖွဲ့မှထုတ်ပယ်ခြင်းခံလိုက်ရသည်။ဦးကျော်ငိမ်းအထွေထွေအတင်းရမှုချုပ်ဖြစ်လာသည်။1948ခုနှစ်တွင်အစိုးရကမြဝကျွန်းပေါ်ဒေသကိုဝင်ရောက်တိုက်ခိုက်ကြသည့်အလန်နီအဖွဲ့အား တရားမဝင်သောပါတီအဖြစ်ကြီးညာလိုက်သောကြောင့်ဘောအောင်စန်းနှင့်ကွန်မြူနစ်တို့ကြားရှိဝိဝါဒကွဲပြားမှုမှာပုံမိုကြီးမားလာခဲ့သည်။ထို့စဉ်ကဘောအောင်စန်း၏ကြိုးပမ်းမှုများမှာစတင်အကောင့်ထည့်ပေါ်လာသည်။ဇန်နဝါရီလ28ရက်နေ့တွင်ဘောအောင်စန်းသည်ဗြိတိရှလေးပါပါတီမှဝင်ကြီးချုပ်ကလမန်အက်ထလီနှင့်မြမပြည်ကိုတနည်းအတွင်လွတ်လပ်ရေးပေးရေးစာချုပ်ကိုလန်ဒန်မြို့တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ်ဖေဖော်ဝါရီလ12ရက်နေ့တွင်မိုးအောင်ဆန်းသည်ရှမ်းပြည်နယ်ပင်လုံမြို့သို့တွားရောက်ကာချံကချင်ချင်းကောင်းဆောင်များနဲ့သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်ထိုစာချုပ်မှာဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်ပြည်ထောင်စုမြန်မာနိုင်ငံကိုထူထောင်ရေးအတွက်တိုင်းရင်းသားများပူးပေါင်းပါဝင်ရန်လမ်းခင်းပေးလိုက်သောပင်လုံစာချုပ်ဖြစ်သည်ပမာမျိုးသားရေးဝါဒီတို့အပေါ်တွင်တန်တရာဖြစ်လွန်လာသောကရင်များက ဖွဲ့စည်းပုံအခြေခံရေးဆွဲရာတွင် ပါဝင်ကြခြင်းမရှိချေ။သူတို့၏အဓိကနိုင်ငံရေးအဖွဲ့အစည်းဖြစ်သောစောပါဦးကြီးဦးဆောင်သည့် Current National Union KNU သည်အပိလတွင်ကျင်းပသောတိုင်းပြည်ပြည်ပြလွတ်တော်ရွေးကောက်ပွဲတွင်မပါဝင်ဘဲသပိတ်မောက်ရန်ဆုံးဖြတ်လိုက်ကြသည်ထို့အတူမြန်မာပြည်ကွန်မြူနစ်ပါတီလည်းရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိခဲ့ချေသို့သောတတိပုဂ္ဂလအနေဖြင့်ပါဝင်ရှင်ပြိုင်သောကွန်မြူနစ်ခုနှစ်ဦးမှလွတ်တော်အမတ်အဖြစ် ရွေးချယ်တင်ပြောက်ခြင်းခံခဲ့ရသည်လွတ်တော်တွင် စုစုပေါင်းအမတ်ဦးရေ255ဦးပါရှိပြီးဖစပလအဖွဲ့ချုပ်ကကျန်အမတ်နေရာ248နေရာကိုရရှိခဲ့ကြသည်။ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်မူကြမ်းကို ရေးသားပြုစုရာတွင်အိုင်ယာလန်၊ယူဂိုစလာဗီးယားနှင့်အိန္ဒိယတို့၏အခြေခံဥပဒေများမှနီးနာများကိုအတူယူခဲ့ကြသည်။ ရင်းအခြေခံဥပဒေမှာဒီမိုကရေစီနီးကြပြီးဖက်ဒရယ်ပြည်ထောင်စုဆက်ဆက်အသွင်လဲဆောင်သည့်အပြင် အခြေခံဒီမိုကရေစီအခွင့်အရေးတို့ကိုအကာအကွယ်ပေးလေသည်။လောဝကြီးအုပ်အာနာရှင်စနစ် Totalitarianism သည်ဂျပန်ခေတ်တွင်ခေတ်တပြန်လည်ပေါ်ပေါက်လာခဲ့တော်လဲယခုအခါတွင်ပျောက်ကွယ်သွားခဲ့သည်။1948ခုနှစ်အခြေခံဥပဒေ၌ဝိဝါဒကွဲပြားစေသောကဏ္ဍမှာ အခန်း30ပင်ဖြစ်သည် ဤဥပဒေအတည်ဖြစ်ပြီးနောက်၁၀နှစ်မြောက်သည့်အချိန်တွင် ရှံကရားခရင်တို့သည် ခွဲထွက်လူကခွဲထွက်ပိုင်ခွင့်ရှိကြောင်းအခန်း၁၀တွင် ပါဝင်သည်ဤအပိုင်းနှင့်အလားတူဖြစ်သော အခြေခံဥပဒေတစ်ခုမှာဆိုဗီယက်ယူနီယံ၏1936ခုနှစ်အခြေခံဥပဒေဖြစ်သည်ရှံကရီနီတို့၏ခွဲထွက်ပိုင်ခွင့်ဥပဒေကိုထည့်သွင်းရသည့်ရွေးချယ်များမှာတိုင်းရင်းသားလူမျိုးစုများကိုနှစ်သိမ့်ရနှင့်သူတို့၏ဒေသများ ီတောင်စုမြန်မာနိုင်ငံအတွင်း၌ပောင်းဝင်လာစေရန်လမ်းဖွင့်ပေးခြင်းဖြစ်သည်ဟုယူဆရသည် ဆိုဗီယက်ယူနီယံမှကဲ့သို့ပင်ဤဥပဒေကိုမြေသည့်အခါတွင်မှ လက်တွေ့ကျင့်သုံးရန်မျှော်လင့်ချက်မထားရှိခဲ့ကြပါဘူး